ရွာကြီးတေပါတောင်းစားတဲ့ရွာကြီးတေပါအင်မတန်ကြီးတဲ့ရွာကြီးတေပါပါသူ့အမိပိုက်ထဲကိုသူရောက်တဲ့နေ့ကစပြီးတော့အဲ့ဒီရွာအဆင်မပြေဘူးနော်အဲ့ဒါနဲ့ဒီရွာလုံးတို့လုံးလုံးကန်တို့လုပ်ငန်းအဆင်မပြေဘူးဆိုတော့ရွာကိုတဝက်ခွဲလိုက်တယ်ကာလကန်ဒီပါရှာသူ့ပါတဲ့ဘက်ကအဆင်မပြေဘူးအဲ့လိုနဲ့တဝက်ချင်းတဝက်ချင်းခွဲတာသူတို့တအိမ်နဲ့ပဲကြံ့တယ်နောက်တော့သူ့အဖေမိသားစုတွေကသူ့အမိကိုပါပြစ်သွားတာမင်းဒီကလေးကိုဝင်တည်တဲ့နေ့ကစဒုက္ခရောက်တယ်ဆို အဲ့မှာဒီကလေးမွေးတဲ့နေ့ကစပြီးတော့အမေဒုက္ခရောက်တယ်အမေဆိုတော့ဖြစ်လည်းမဖြစ်ရဘူးဒါပေမဲ့ရေရှည်ဘလို့မှဒီသားကိုမွေးမြူလို့သူမစွမ်းနိုင်အဲ့ဒါနဲ့မတ်တပ်ပြေးလေးအိမ်ကမှခွက်ကလေးတစ်ခုပေးပြီးတော့ဟိုအိမ်ကတိတ်စီရနာကောင်းတယ်ငါသားသွားတောင်းကြည့်လွတ်ပြီးတော့မအေကကိုလွတ်ယုံပြည်တာအဲ့ဒီကလေးကစပြီးတော့ဟိုသူများအိမ်ကထမင်းလုံးဟင်းလုံးပကံစေးလို့ကြတာလေးကိုငှက်တီကြီးတွေကောက်တယ်လို့တလုံးချင်းကောက်ပြီးတော့သူ့ရဲ့အသက်ကိုဆက်ခဲ့ရအောင် ဒါပေမဲ့ယဟန္တာဖြစ်နိုင်တဲ့တတ္တိဖြစ်မဲ့ပါရမီကသူ့ရဲ့ဝန်ထဲမှာဟိုအလုံးပိတ်ထားတဲ့အိုးထဲမှာဖျောင်းနိုင်မီလေးထွန်းထားသလိုတလက်လက်ရှိသေးတယ်။အဲ့ဒါကတော့ရှိတယ်နော်။သူ့အပိုင်းနဲ့သူပဲနော်။အတွင်းထဲမှာလည်းတိတ်ပြီးတော့စွန်းတဲ့သဘောကရှိနေတယ်။အပြင်မှာလည်းပဲတိတ်ပြီးတော့ဆင်းရဲတဲ့သဘောကတော့ရှိနေတယ်။ဟိုကံနေဟာကောင်းတာကကောင်းသလိုမကောင်းတာဟာမကောင်းသလိုတိတိကျကျပဲစီမံနေတာစီမံနေတာဟုတ်လားအဲ့ဒါ तू မဝရေစာနဲ့ တကယ့်ကိုမြေဖို့ဘလူးလေးလို့အသက်ရှင်ရတယ်နောက်တော့ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးနဲ့တွေ့တော့အင်မတန်သနာတယ်ချစ်သားမင်းကိုရင်ဝတ်မလားတပည့်တော်ဝတ်ချင်တယ်လူကဝတ်ပင်မှာတော့လိုက်ခဲ့ဆိုပြီးတော့ကိုယ်တိုင်ရေချိုးပေးတယ်ကိုယ်တိုင်သင်္ကန်းဝတ်ပေးတယ်အသက်20ပြည့်တော့ယဟန်ခံပေးတယ်တည့်ရက်မှာဆုံးဝါအောင်မစားရဘူးဘုရှင်တို့အထကရာထဲမှာဖွင့်ထားတယ်ဘီလူဘဝ900တဲ့တဘောကမှတနက်ပဲသူဝါအောင်စားခဲ့ရတယ် အဲ့ဒါဘာလို့ဆိုတော့မိမတယောက်ရဲ့အချင်းကိုသူဝအောင်စားတယ်နော်ဖွေးဘဝ900ဆက်ဖြစ်တယ်တဘဝထဲမှာမှတက်နဲ့သေးပဲဝအောင်စားခဲ့ရတယ်အံဘတ်တွေကိုစားခဲ့ရတာလေအိတ်တာမစ္စရိယရဲ့အပြစ်တွေကိုပိဋကပေါင်းသူတော်ခေါင်းတို့တတိထားနိုင်ဖို့နော်ပုံမှန်ရှိနေတဲ့တရားဟာဒီလိုတရားမျိုးပါလားဆိုတာတတိထားဖို့ဟုတ်ရလားအေးအဲ့ဒါနဲ့သူယဟနာဖြစ်တယ်ပိဋကယဟနာဖြစ်တယ်နော် ယန္တာဖြစ်တဲ့ဒီအတွင်းမှာကိလေသာဘာမှမရှိတော့ဘူးမကောမှုဘာမှမရှိတော့ဘူးဒါပေမဲ့လို့နောင်နှုံးသာဖြစ်ခဲ့တဲ့အိတ်တာမေရှိနီယာကဆက်ပြီးတော့အကျိုးပေးနေသေးပဲသူဆုံးခံသွားတယ်ဘယ်တော့မှဆုံးဝအောင်စားရအောင်ယန္တာဖြစ်လည်းမဝဘူးပဲသူ့ကိုဆုံးလောင်းမဲ့လူတွေကတပိတ်ထဲမှာပြည်နေတယ်လို့ပဲထင်တာလေအံ့ဩစရာမကောင်းဘူးလားအံ့ဩစရာကောင်းတယ်နော်နောက်တော့ပရိနိဗ္ဗာန်ဆံမဲ့နေ့ရှင်သာရိပုတ္တရာကိုလည်းမြတ်ကြီးကအင်မတန်တဏှာရတယ်ငါတပည့်ဒီနေ့ပရိနိဗ္ဗာန်ဆံတော့မယ်ရှင်တဏ္ဍမှာဝါအောင်မစားဘူးဆို ငါရဲ့နောက်ကလိုက်ခဲ့ဆိုတော့ခေါ်သွားတာရှင်သာရိပုတ္တရာကိုတော့မျက်ကြည့်တောင်ဆုံးမရဘူးရှင်သာရိပုတ္တရာရဲ့တကိုးထဲအိတ်တမစ္စရိယရဲ့တကိုးကပူကြီးနေတယ်လို့ထောက်ပြောရမလို့ဖြစ်နေတယ်ဟင်ဒီကမာကြီးများဟင်ဥစဉ်ကတရားကိုစဉ်စဉ်စားစားလေးနားသိချင်တာနော်ဒီကမာကြီးများဟင်အဲ့ဒီတော့ရှင်သာရိပုတ္တရာကခင်ငါရှင်ငါရှင်လိုက်လာရင်တော့ငါပါဆုံးမရမယ်ခင်အဲ့တော့ဟိုဇေယျဘောကနေထိုင်ဆောင်ငါမင်းအတွက်ဆုံးခံခဲ့မယ် အဲ့တော့တကားအိမ်ရောက်တော့အဲ့ဒီကျမဆွန်းရတယ်ဆွန်းဖုံးပေးကဲငါရဲ့တပည့်ဇေယျပုံမှန်ရှိတယ်သွားပြီးတော့ဆွန်းပို့ချင်ကြအောင်ခိုင်းလိုက်တော့ဆွန်းပို့သွားတဲ့လူတွေကမေ့ပြီးတော့သူတို့ပဲစားပြစ်လိုက်တဲ့ဗျာအမစားရဘူးအဲ့ဒါရှင်သာတိဗုဒ္ဓကိုရောမြတ်ကြီးကငါရှင်ဆွန်းဖုံးပေးပြီဗျာဒီနေ့တော့မပေးရသေးဘူးဗျာတန်ဝေကအကြီးကျယ်ရတယ်ရှင်သာတိဗုဒ္ဓကနေကြည့်လိုက်တော့မွန်လွဲ့သွားတယ် အဝကျွေးပါမယ်ဆိုတဲ့နေ့ကျမှတစည်းမှမစားရတဲ့အဖြစ်မျိုးကိုစိုက်တယ်။အဲ့ဒါနဲ့ရှင်သာတိဗုဒ္ဓရာအဖြစ်ချီဘူးဆိုပြီးတော့သပိတ်ပိုက်ပြီးတော့ကောသလမင်းကြီးရဲ့နန်းတော်ကိုသွားစတုမတူတွေအလှခမ်းလာတယ်။ကြောင်းရောက်တော့ခင်ငါရှင်ဖုံးပြီးသပိတ်ကိုလက်နဲ့ကင်ထားရတယ်။မစားရဘူးဆရာရဲ့ရှေ့ဆိုတော့ဟိုရှက်တဲ့သဘောမျိုးပေါ့စိုးရွံ့တဲ့သဘောမျိုးပေါ့ယဟန္တာဆိုတော့ခိတိတာတော့မရှိတော့ပါဘူး။ အဲ့တော့ငါရှင်တဲ့စားပါတဲ့ငါတကယ်လို့လက်လွတ်လိုက်ရင်ဟောဒီစတုမူလူတွေပျောက်သွားမလားမသိလက်တော်မလွတ်ရဲဘူးနော်အဲ့ဒီမှာစတုမူလူကိုဆရာကင်ထားတဲ့သပိတ်ထဲကလည်းသူဝါအောင်ဖုံးပြီးအဲ့ဒီတနက်ပဲဝါတယ်တဲ့အဲ့တော့အိတ်တာမစ္စရိယကြောက်ဆရာကောင်းတယ်ကိုယ့်ရဲ့ဘဝကိုမငြင်းချမ်းအောင်လုပ်နေတာလေဒီအိတ်တာမစ္စရိယတခါတလေစိတ်ရှင်းရလာပြီဆိုရင်အမြင့်ကလေးတွေ့အောင်ဒီလိုက်ကြည့်စမ်းပါ ဘယ်အရှင်းပြစ်ကနေဒီစိတ်ဆင်းရဲခြင်းဆိုတဲ့ပင်စီတွေအညံ့ညောင်းတွေတက်လာကြလေ။ညာသောအဖြစ်မနာလိုခြင်းကစတဲ့တဲ့ဝန်တူခြင်းကစတဲ့တဲ့ဟုတ်ရဲ့